်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတင်းကြပ်မှုတွေကိုစန့်ကျင်ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေတဲ့လော့အင်ဂျလီမြို့မှာညမထွက်ရအမိန်ကိုထုတ်ပြန်လိုက်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကဆန္ဒပြပွဲတွေကိုဖိပရန်သူတွေရဲ့ကြူကြော်မှုလို့ပြောဆိုထားပြီးဒေသဆိုင်ရာအာဏာပိုင်တွေကဆန္ဒထုတ်ဖော်မှုတွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေခြင်းဒီကနေ့အမေရိကန်စံတော်ချိန်ဇွန်လ10ရက်နေ့အင်္ဂါနေ့မှာပဲညမထွက်ရအမိန်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လော့အင်ဂျလီမြို့တော်ပေါ်ကာရင်ဘတ်က ဖြစ်စည်းမှုတွေလူရမှုတွေကိုရတံဖို့အတွက်ကျမအနေနဲ့ဒေသဆိုင်ရာရေးပေါ်အခြေအနေကြီးညာပြီးလော့အင်ဂျလီမြို့လယ်မှာညမထွက်ရမိတ်ထုတ်ပြန်ခဲ့ပါတယ်လို့အင်္ဂါနေ့မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။မြို့ရဲ့ area အတွင်းကိုဒေသခံတွေသတင်းထောက်တွေနဲ့အရေးပေါ်အကဲစေးသမားတွေကလွှဲပြီးအခြားဘသူမှမစိုးမနဲ့6နာရီထိတောလောက်ဝင်ပိတ်ပင်ထားမယ်လို့သူမကပြောကြားခဲ့ပါတယ်။တောက်ကြနေကြတဲ့ကလော့အင်ဂျလီမှာငင်းချင်းနေနေဆန္ဒပြခဲ့ကြပေမယ့် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေကဆန္ဒပြသူအများအပြားကိုဖမ်းဆီးခဲ့တာကြောင့်အခြေအနေတွေပုံမဆိုးရွားလာခဲ့တာပါဆန္ဒပြပွဲအင်းအားအများဆုံးအချိန်မှာလူထောင်ပေါင်းများစွာလမ်းပေါ်ထွက်ခဲ့ကြပေမယ့်အချို့သောလူအနေစုကညအမောင်ကိုအကာအကွယ်ယူပြီးမိရှို့တော့ဗီဒင်ပေါက်တွေကိုရိုက်ခွဲတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်တရင်လာနေညကစီမောင်းရေးလုပ်ငန်း23ခုလူရက်ခံခဲ့ရပြီးလက်တလုံးအထိ လူပေါင်း900ကျော်ကိုဖမ်းဆီးထားတယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်